ပရာချန်ဆိုင်စီကနေစတော့ဝိတ်မွေတိုင်းချန်ပီယံကပတ်စင်ခေါ်ကွင်းရရှိသွားခဲ့ပြီဖြစ်တဲ့မလေးရှားဖိုင်တာအလစ်ဒီချာဘန်ပရိသတ်များလုံးမင်းပါဗျာမန်ချက်စတာဖောင်းဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်မလေးရှားထိုင်းနယ်ပါဖိုင်တာအလစ်ဒီချာဘန်ကတော့မရဂိုဖိုင်တာကိုနိုင်ရရှိသွားခဲ့ပြီဖြစ်တာကြောင့်အခုဆိုရင်စတော့ဝိတ်တန်ရဲ့မွေတိုင်းချန်ပီယံကပတ်ကိုစင်ခေါ်ထိုးသွင်းရရှိသွားခဲ့ပြီဖြစ်ပါရင်အလစ်ကသူပါဝင်ရှင်ပြိုင်နေတဲ့ မွေထိုင်းစတော့ဝေးတန်းမှာထိတ်တန်းအဆင့်လက်စွမ်းတွေကိုပြသထားနိုင်သူတယောက်ပါလက်ရှိချိန်ဒီဆိုရင်သူရဲ့ဝမ်းချမ်ပီယံရှစ်ကစားမဘွားမှာအလစ်ကစွတ်စွတ်ပေါင်း10ပွဲအထိထိုးထားခဲ့ပြီးဖြစ်က10ပွဲနိုင်2ပွဲရှုံးထားပါတယ် အနိုင်ရရှိထားတဲ့ရှစ်ပွဲထဲမှာလည်းငါးပွဲက DKO KO တွေနဲ့အနိုင်ရရှိထားတာဖြစ်လို့တကယ်ကိုကျွတ်စင်ကြီးပါသူရဲ့ကြမ်းကြမ်းတနက်နဲ့တိုက်ခိုက်ကစားပုံကြောင့်ပဲအလစ်ဟာထူးခြားတဲ့မွေတိုင်းဖိုင်တာတူဖြင့်တတ်မှတ်ခံထားရပြီးသူရဲ့ထူးခြားတဲ့အားသာချက်တွေကြောင့်ပဲအခုလိုမျိုးအချိန်နည်းနည်းအတွင်းမှာပဲ Stoway တန်ရဲ့ထိတ်တန်းဖိုင်တာတယောက်ဖြင့်ရက်တီလာနိုင်ခဲ့ကအခုဆိုရင် Prajan Chinese ကနေချန်ပီယံကပ်စိန်ခေါ်ထိုးသက်ခွင့်ကိုပါရရှိသွားခဲ့ပြီဖြစ်ပါတယ် အလစ်ကဘလို့ထူးခြားတဲ့ဖိုင်တာမျိုးလဲဒါကစိတ်ဝင်စားစရာကောင်းပါရင်အလစ်ကနော့ကောက်ပါဝါအထူးကောင်းမွန်တဲ့ဖိုင်တာတယောက်ဖြစ်ပါရင်အခုထိုးခဲ့တဲ့မော်ရိုကိုဖိုင်တာအဲချာမရီနဲ့ပွဲစဉ်မှာဒိုင်းအဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ဒီမတိုင်ခင်မှာနိုင်ရထားခဲ့တဲ့ခုနှစ်ပွဲမှာအလစ်က၅ပွဲကို TKO KO နဲ့ချိအနိုင်ရရှိထားခဲ့တာပါ ်ကေအိုနိုင်ပွဲက၄ပွဲထိတောင်ရှိခဲ့ပါရင်အထူးသဖြင့်ဘယ်လက်ခေါက်နဲ့ကောင်တာစထရိုက်ကင်ကစားပုံကပြိုင်ပွဲတွေအတွက်အိမ်မက်ဆိုးတွေဖြစ်စေခဲ့ပါရင်နောက်တစ်ချက်ကအလင်းစင်ရဲ့ထိုးတက်မှုစွမ်းအားမြင့်သောနေ့စနစ်ကိုပြောရပါမယ်အလင်းစင်ရဲ့ခေါင်းကန်ခြင်းနဲ့လေတဲ့ဒူးထိုးခြင်းကစားပုံတွေဟာအတော်လေးကိုထူးခြားပြီးပြိုင်ပွဲတွေကိုအားသင့်စေနိုင်ပါရင်ဒါကပွဲကိုအနိုင်ရရှိဖို့အတွက်လုံလောက်ပါရင်နောက်တစ်ချက်ကတော့တုတ်ပြန်မှုမြန်ဆန်ပြီးသူ့ရဲ့စွမ်းအင်တွေကိုလည်းကောင်းစွာထိန်းချုပ်ကစားနိုင်စွမ်းရှိပါရင်ဒီအချက်ကသူ့ရဲ့အောင်မြင်မှုကိုမြင့်တင်ပေးရမှာအဓိကကျတဲ့ခန်းကဏ္ဍကနေပါဝင်နေပါရင် နောက်ဆုံးတစ်ချက်အနေနဲ့အလင်းစီရဲ့အတွေ့အကြုံနဲ့စွမ်းဆောင်ရည်မြန်မာမှုကအခုလိုမျိုးတိုင်းဝဲတွေရရှိအောင်အထောက်ပံ့ကောင်းနေဖြစ်စေပါတယ်။အလင်းစာဝမ်းချန်ပြန်ရှိမှတော့ဆယ်ပွဲလောက်ပဲရှင်ပြိုင်ထိုးသက်ရသေးပေမယ့်သူရဲ့ professional စားမပွားမှာတော့ပွဲပေါင်း90လောက်ထိတော့မှရှင်ပြိုင်ထိုးသက်ထားခဲ့ပြီဖြစ်ပါတယ်။အဲဒီကမှပွဲ60လောက်ကိုအလင်းကအနိုင်ရရှိထားခဲ့ပါတယ်။ဒီလိုအတွေ့အကြုံများပြားမှုကလည်းအလင်းကိုအခုလိုမျိုးအောင်မြင်မှုတွေစီကိုဆွဲတင်ပေးနိုင်ခဲ့တယ်လို့ပြောအောင်ပါပါ။ အခုဆိုရင်159 32ပြိုင်ပွဲအဖြစ်မှာအလစ်ကမော်ရိုကိုဖိုင်တာကိုအနိုင်ရရှိခဲ့ပြီးတဲ့နောက်ပရာဂျန်ချိုင်းစီကလည်းမွေထိုင်းစတော့ဝေးတန်ရဲ့ချန်ပီယံခပ်ဘက်ကိုစင်ကာထိုးတက်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ပရာဂျန်ချိုင်းကတော့ဖလိုက်ဝေးတန်ကိုတက်ရောက်ရှင်ပြိုင်ကျင်နေပြီးတခဲရုနဲ့ကဲပေါင်စင်ပွဲထိုးကျင်နေတာပါ။ဒါပေမဲ့ချယ်ရီကခွင့်ပြုသေးပါဘူး။စတော့ဝေးတန်မှာဆက်နေပြီးချန်ပီယံခပ်ဘက်ကာကွယ်ပွဲဆက်လက်ရှင်ပြိုင်ရအောင်မယ်လို့ချယ်ရီကပရာဂျန်ချိုင်းကိုတတိပေးထားပါတယ်။ အခုလိုမျိုးပရာချန်ချိုင်းစီကနေချန်ပီယံခပ်ဘက်ကိုစိန်ခေါ်ထိုးသက်ခွင့်ရရှိခဲ့တာကအလစ်စတော်တော့အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါရင်ဒါပေမဲ့ပရာချန်ချိုင်းကိုအနိုင်ရဖို့အထီးတော့အလစ်နေနဲ့မဖြစ်နိုင်သေးဘူးလို့ဆိုရမှာပါဒါပေမဲ့ဒီနေရာမှာစကားပြောသွားနိုင်တဲ့အချက်တစ်ချက်တော့ရှိနေပါရင်အရာကတော့ပရာချန်ချိုင်းရဲ့စိတ်ပဲဖြစ်ပါရင်ပရာချန်ချိုင်းကတော့စတော့ဝေးတန်းမှာဆက်မနေကျွန်တော်ပါဘူးဒီဝေးတန်းမှာဒီလိုဒီလိုတွေနဲ့ချင်းလှည့်ပတ်ထိုးသက်နေရတဲ့ပေါ်ပရာချန်ချိုင်းကအတော်လေးညှိမှွေနေပါပြီဒီအချက်ကပဲအလစ်ကိုအားသာချက်ရစေနိုင်မဲ့တခုတည်းသောအချက်ဖြစ်ပါရင်နိစနစ်ပိုင်းတခြားရှင်ပြိုင်ထိုးသက်မှုကိုရှင်ရင်တော့အလစ်နေနဲ့ပရာချန်ချိုင်းကိုနိုင်စရာအကြောင်းရှိပါဘူးဒါကြောင့်အလစ်နဲ့ ရာဂျန်ချိုင်းတို့နှစ်ယောက်ထိတိုက်တွဲဆုံကြမယ်မွေတန်းစတော့ဝေတန်းချန်ပီယံကပတ်လူပွဲကစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရမှာပါပရာဂျန်ချိုင်းရဲ့စိတ်နေသဘောထားကပဲဒီပွဲရဲ့အနိုင်ရှုံးကိုဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ထင်မြင်ယူဆမိကြပါဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ